မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာ Sport Media ကနေကြိုးစားလိုက်ပါတယ်ခုတင်ဆက်ခုတင်ဆက်ပေးချင်တာကတော့အနောက်ဆုံးရဘောလုံးသတင်းတော်တွေပဲဖြစ်ပါတယ်ခုတင်ဆက်ပေးမှာကတော့ Chelsea တင်းကမင်းညာက Europa Conference League ကိုရယူဖို့ဆွဲပြီးမှာတော့ Club အသင်းတင်းကရယူနိုင်လို့ရအစုပလာအားလုံးကိုရရှိမှုတဲ့တသင်းသေးသောအသင်းဖြစ်လာခဲ့ပါတယ် Chelsea တင်းက Champion League Europa League Conference League UEFA Super Cup နဲ့ Club ကမ္ဘာဖလား Champion စုတွေကိုရယူနိုင်ခဲ့တာပါလက်ရှိမှာတော့ Back Club အသင်းကမှ Chelsea လိုစမ်းဆောင်ထားနိုင်မှုမရှိသေးပါဘူး ချဲစီကိုရှုံးခဲ့တဲ့ဘတ်တစ်နီးပြပယ်လီဂရီကတော့ချဲစီတင်ကိုဒုတိယပိုင်းကစားဟန်ကြောင့်ရှုံးခဲ့ရခြင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်။ချဲစီနီးပြမာရက်စကာကတော့ conference ဤဖလားအောင်မြင်မှုကိုလောင်စာနည်းနဲ့အသုံးချကြဖို့အသင်းသားတွေကိုတိုက်တွန်းသွားခဲ့ပါတယ်။ major league မှာပြောင်းရွှေ့ကစားနေတဲ့ arsenal ကစားသမားဟောင်း carlo villas တရောက်ကစားသမားဘွားကနေအနားယူကြောင်းအတည်ပြုသွားခဲ့ပြီးဖြစ်ပါတယ်။မန်ယူအသင်းနီးပြအမိုးရင်ကတော့ asian oster အသင်းကိုရှုံးခဲ့ပြီးတဲ့နောက်မိမိတို့အသင်းကအလောင်ပြောင်းမှုခံရတင်ကြဝန်ခံသွားခဲ့ပါတယ်။ မဟင်ဦးသိန်းနီးပြဟောင်းမောင်ဟိုကတော့လက်ရှိအမွေရင်ခန်းစားနေရတဲ့အခြေအနေကိုအပြည့်ဝနားလည်ကြောင်းအပြေးသွားခဲ့ပါတယ်။အာတီတာလက်ထက်တွင်အာဆင်နယ်ဖလားရမယ်ဆိုပြီးအသင်းတိုက်စစ်မှုဟောင်းအော်နာရီကဂျိုတင်ဟော့ကင်းထုတ်သွားခဲ့ပါတယ်။မဟင်ဦးသိန်းကဝူပတိုက်စစ်ကစားသမားကိုညာကိုခေါ်ယူဖို့သဘောတူညီမှုရထားသလိုဘရန်ဖို့က MBU မိုကိုလည်းစောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။လီဗာပူးသိန်းကတော့တိုက်စစ်ကစားသမားဂတ်ပိုကိုဖိုင်ရန်အသင်းထံလုံးဝရောင်းချသွားမှာမဟုတ်ကြောင်းလည်းသတင်းရရှိပါတယ်။ ချက်စီတင်ငါဒေါ်မန်တောင်မန်ကစားသမားဂစ်တန်ကိုပေါင်တန်း80ဝန်းကျင်ပမာဏနဲ့ခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။မဟီဦးသိန်းကကွင်းလယ်ကစားသမားလေးမိန်နိုကိုရောင်းချလိုနေပြီးပေါင်တန်း80ဝန်းကျင်အထိအလိုရှိနေပါတယ်။နာပိုလီသိန်းကတော့မဟီဦးတောင်မန်ကစားသမားဂါနာချိုကိုစိတ်ဝင်စားမှုတွေပြန်လည်ပြသလာခဲ့ပြီးမန်စီးတီးကဒီဘရိုင်းကိုခေါ်ယူဖို့သဘောတူညီထားပြီးဖြစ်ပါတယ်။စီဒန်အနေနဲ့ပြင်သစ်လက်ရွေးစင်အသင်းကိုကင်တွယ်ဖို့ဆန္ဒပြင်ပြနေပြီး2026ကမ္ဘာဖလားပြိုင်ပွဲပြီးမှအသင်းနီးပြရာထူးကနေထွက်ခွာမယ်လို့အတည်ပြုထားတဲ့ ဒေးရှန်ရဲ့နေရာကိုဆက်ခံလိမ့်မယ်လို့ပြင်သစ်မီဒီယာတွေကဖော်ပြနေကြပါတယ်။အခုခါမှာတော့ဇီဒန်ကပြင်သစ်အသင်းကိုကင်တွယ်ရမှာမိမိရဲ့အိမ်မက်ဖြစ်ပြီးတော့အဆိုပါအခွင့်အရေးကိုစိတ်ဆန္ဒပြင်ပြစွာနဲ့စောင့်ဆိုင်နေကြောင်းပြောကြားခဲ့ပါတယ်။စပါအသင်းကတော့အခုရာသီမှာယူရိုပါလိဖလားရရှိပြီးတော့လာမယ့်ချန်ပီယံလိဝင်ခွင့်ရရှိခဲ့ပြီးမယ်လဲပရီးမီးယားလိမှာ22ပွဲအထိရှုံးနေခဲ့ပြီးတော့ရမှတ်38မှတ်နဲ့အဆင့်18နေရာ၌သာရပ်တည်နိုင်ခဲ့ပါတယ်။ဒါကြောင့်စပါအသင်းတောင်းရှိသူတွေက ပိုစတီကိုဂလူကိုယာရုမှထုတ်ပယ်ဖို့စီစဉ်နေကြောင်းသိရပါတယ်။ဒါပေမဲ့စပါတင်ကစားသမားတွေကတော့အသင်းကို18နှစ်အတွင်းဖလားရယူပေးခဲ့တဲ့ပိုစတီကိုဂလူကိုယာရုမှမထုတ်ပဲဆက်ထားရန်တောင်းဆိုခဲ့ကြရတဲ့ဆိုတဲ့အကြောင်းကိုလည်းဒမေရာကဖော်ပြခဲ့ပါတယ်။လီဗာပူးသင်တိုင်းစစ်မှုဆာလာကတော့အသက်40မတိုင်ခင်ကစားသမားဘဝကအနားယူမှမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။လာမယ့်ဆိုမှာအသက်33နှစ်ပြည့်မဲ့ဆာလာကအသင်းနဲ့2031 32အထိ စာချုပ်သက်တမ်းတိုးထားအကြောင်းကစားသမားဘဝအဆုံးသက်ချိန်လောက်အထိအဖီမှာဆက်ရှိနေမှာဖြစ်ပါတယ်။ဆလာကကျွန်တော်အနားမယူသင့်သေးဘူးလို့ခန်းစားနေရချိန်အထိဆက်ကစားနေအောင်ပါပါ။ကျွန်တော်အမြင်အရပြောရရင်တော့အသက်34အသက်39 40လောက်အထိတော့ကောင်းကောင်းကစားနိုင်အောင်ပါပါ။ဒါပေမဲ့အဲ့ဒီမတိုင်ခင်နားကျင်တဲ့ဆန္ဒဖြစ်လာခဲ့ရင်တော့နားရမှာပါကျွန်တော်ကစုတစိတ်တွေအများကြီးရယူခဲ့ပြီးပါပြီဆိုပြီးပြောဆိုသွားခဲ့ပါတယ်ဆလာကအခုလိုလီဗာပူးနဲ့တက်တမ်တိုးခင် sorry club led ha အသင်းထံရောက်ဖို့အတော်လေးကိုနှိစက်ခဲ့မှုသူတယောက်ဖြစ်ပြီး ဘာစီလိုနာရီယရုနဲ့လည်းသတင်းပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့သူသူတယောက်ဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းကတော့ပရီးမီးယားလိမှာအသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးရပ်တည်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ယူရိုပါလိဘောလူပွဲမှာလည်းစပါတင်ကိုရှုံးနှင်းခဲ့ရတဲ့အတွက်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့ယာဒီကရလက်တွေဆိုးရွားခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းကတခြားပရီးမီးယားလိအသင်းတွေယာဒီကောင်မှအနားယူနေကြပေမဲ့အသင်းဘန်နာရီအတွက်အာရှကိုချက်ချင်းခြေစမ်းပွဲထွက်ခဲ့ရခြင်းဖြစ်ပြီးပထမဆုံးခြေစမ်းပွဲမှာတွင် မြမလိုက်ရေးစင်မောင်မောင်လေးရဲ့ဂိုးနဲ့အာဆန်ဩစတာကိုရှုံးနှင်းခဲ့ခြင်းဖြစ်ပါတယ်ရှင်။အခုဆက်လက်တင်ဆက်ပေးမှာကတော့ United ဘက်ကိုဂိုးသွင်းမှုတဲ့ပထမဆုံးမြန်မာဘောလုံးသမားမောင်မောင်လေးအကြောင်းလေးပါ။ကွေးမရွေးပြိုင်ဘက်မရွေးအရှုံးပေးတဲ့ United ကတော့ ASEAN All Star အသင်းနဲ့ချစ်ဆန်းပွဲမှာ Premier League ထိပ်ပြီး Manchester United အသင်းကအတကို0နဲ့အရှက်ရစရာရှုံးနေခဲ့ပါတယ်။ United အသင်းက2009နောက်ပိုင်းမှာပထမဆုံးချိန်မလေးရှားမှာချစ်ဆန်းခီးစဉ်လာရောက်ကစားခဲ့ပြီး မေဘန့် Challenge Cup ပွဲအဖြစ်အာဆီယံ All Star အသင်းနဲ့ရှင်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်က Europa League ဘောလုံးပွဲမှာရှုံးနေခဲ့တဲ့ United အသင်းကအခုမေဘန့် Challenge Cup ပွဲမှာလည်းမြမလက်ရွေးစင်ကစားသမားမောင်မောင်လွင်ရဲ့တလုံးနဲ့တော့အနိုင်ကိုနဲ့ရှုံးပွဲတွေးခဲ့ပြန်ပါတယ်။အခုပွဲကိုပရိသတ်8000နီးပါးလာရောအားပေးခဲ့ကြပြီးအများစုက United ပရိသတ်တွေဖြစ်သလိုသူတို့ကြိုက်တဲ့ကစားသမားတွေကိုကိုယ်တိုင်ကြည့်ခွင့်ရဖို့ကွင်းထဲထိအားပေးခဲ့ကြတာပါ။အမော်ရင်ကတော့ပွဲထွက်လူစင်းမှာလူငယ်လေးတွေဖြစ်တဲ့အမော် Hawks မွန်ရိုတို့ကလွဲရင်အိုနာနာဝိုင်လန်မက်ကွိုင်းယာကိုဘီမင်းနူဒါလော့ခ်ဥဂါဒေဒေါ်ဂူကတ်မဲယိုတို့လိုအကြီးကကစားသမားအစုံလင်းနဲ့ပွဲထွက်ခဲ့ပြီးအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကတော့ဒုတိယပိုင်းမှာမှလူစားဝင်ကစားခဲ့ပါတယ်။ပထမပိုင်းပွဲကစားချိန်အတွင်းမှာ United တို့ဂိုးသွင်းခွင့်နေရခဲ့ပြီးပွဲအစ3မိနစ်လောက်မှာပဲကိုဘီမင်းနူရဲ့ကန်ချက်ကိုဂိုးသမားကာကွယ်နိုင်ခဲ့သလိုနောက်တစ်ချိန်အခွင့်အရေးကလည်းဂိုးစီးပေါ်ကနေရှင်းထုတ်ခံခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့အမော်ရင်ကပွဲထွက်ကစားသမားတွေကိုလူစားလဲပြီး Bruno Fernandes, Garnacho, ဒီယာလိုတို့ကိုအသုံးပြုခဲ့ပါတယ်အာဆီယံအော်စတာအသင်းအတွက်အနိုင်ကိုကိုတော့82မိနစ်မှာစီဂစ်စီလှလပပအထိုးပေးတာကနေမောင်မောင်လင်းကပိတ်သွင်းခဲ့ပြီးမောင်မောင်လင်းက United ကိုဂိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာဘောလုံးသမားဖြစ်လာပါတယ် United အသင်းခြေပကိုရဖို့ကြိုးစားခဲ့ပေမယ့်အာဆီယံအော်စတာအသင်းကတော့ဒုတိယကိုရနိုင်တဲ့အနေအထားဖြစ်ခဲ့ပြီးပွဲပြီးမှာတော့ United တို့မလေးရှားမြေမှာစိတ်ပျက်စရာရှုံးပွင်းနဲ့ကြုံခဲ့ရပါတယ်ဒီရသည့် Premier League ကိုရလက်စရည်နဲ့အဆုံးသတ်ခဲ့ရတဲ့ United အသင်းကအင်္ဂလန်ပြင်ထွက်ကစားတော့လေ နိုင်ဝဲမရပဲပြိသက်တွေကိုအခုထိစိတ်ဒုက္ခပေးနေသေးပါပဲရှင်။အခုဆက်လက်တင်ဆက်ပေးမှာကတော့ဆရာကြောင့် Liverpool ပြောင်းမဲ့ Vax ဂျာမနီနီးပြဂျူလီယန်နာဂါစမန်က Valerie Ranvas က Liverpool နဲ့ Bayern Munich နှစ်သင်းမှာဘယ်သင်းထံပြောင်းရွှေ့တင်ကြောင်းသူ့ကိုမေးမြန်းခဲ့လို့ဖွင့်ဟခဲ့ပါတယ်။သူကကျွန်တော်ကို message ပို့ခဲ့ပြီးကျွန်တော်ကသူ့ကိုအကြံဉာဏ်တချို့ပေးပို့ခဲ့ပါတယ်။ Liverpool ပြောင်းမယ်ဆိုရင်အဲ့ဒါကမှန်ကန်တဲ့ခြေလှမ်းတစ်ခုပါ။ Liverpool ကပဝန်းကျင်ကောင်းတယ်လို့စူပါအသင်းကြီးပဲလေဆိုပြီးပြောကြားသွားတာပါ။ လက်ရှိအချိန်မှာထွက်ပေါ်လာတဲ့သတင်းတွေအရ Vars ကလီဗာပူးနဲ့အတာပူပေါင်းလို့ဂျန်ပိုင်းမြင်းနစ်ကိုအတိပေးထားတယ်လို့သိရပါတယ်။ဒါကဂျာမနီလက်ရွေးစင်အသင်းမှာသူ့ဆရာ Nagelsmann recommend လုပ်ပြီးလို့ဆိုတာသိကြပါတယ်။တစ်ဖက်မှာ Nagelsmann ကတော့ Bayern Munich ကိုလုံးဝပြစ်ပယ်ဖို့အကြံမပြုထားပါဘူး။အခုချိန်ထိအသင်းနေချာဆွေးနွေးမှုပြုလုပ်နေဆဲဖြစ်ရအပြောင်းအရွှေ့ဖြစ်မြောက်လာအောင် Euro တန်းတရာအထက်မနေ300ရမယ့်အနေထားပါ။ လီဗာပူးကဥစားပေးအသင်းဖြစ်ပေမဲ့ဆွေးနွေးမှုအဆင်မပြေတော့ဘိုင်ယန်ကလည်းသူ့အတွက်တင့်ညော်တဲ့အသင်းဆိုပြီးနီးပြားကကစားသမားကိုတစ်ပေးထားပါတယ်။ဗတ်စ်အနေနဲ့လီဗာပူးဘက်အလေးတာချင်းကတော့နာဂတ်စ်မန်ကြောင့်အပြင်နောက်ထပ်နှစ်ချက်လည်းရှိပါဦးမယ်။အဲ့ဒါတွေကတော့လေဗာကူစင်ကိုလေးစားခြင်းနဲ့ပရီးမီးယားလိဂါကပအကောင်းဆုံးလိဖြစ်နေခြင်းလို့ပါပဲရှင်။အခုတင်ဆက်ပေးမှာကတော့ဘက်တစ်ကိုကမ်ဘတ်ဂိုးပြန်နဲ့အနိုင်ယူပြီးတော့ကွန်ဖရင့်လီဖလားစုခုကဥရောပဖလားအစုံဆုံးရှင်းသခင်ဖြစ်လာတဲ့ Chelsea ပါ ပရိသတ်ကြီးချဲဆိတ်တင်ကရီယယ်ဘက်တစ်နဲ့ UEFA Conference League Final ပွဲမှာဂျက်ဆင်ကိုတိုက်စစ်မှာပွဲထုတ်လာခဲ့ပြီးမန်တူဂီဖာနန်ဒက်စ်ပါမာနက်တိုစားတဲ့အထူးကစားသမားတွေအဆုံထုတ်လာနိုင်ခဲ့သလိုကိုင်စီတိုကူကူရဲလာဘာဒီယိုရှီလီချာလိုဘတ်အဂတ်စတိုပါဝင်လာခဲ့ကြပါတယ်ဘက်တစ်ကတော့အစ်စကိုနဲ့အန်တိုနီတို့ရဲ့ဆွဲတင်မှုတွေကြောင့်အခုနေအထားထိရောက်ရှိလာခဲ့တဲ့အသင်းဖြစ်ပေမဲ့ချဲဆီရဲ့လူစင်းကိုရှင်းနိုင်စရာအနေအထားမှာရှိမနေခဲ့ပဲပွဲစဉ်အတွင်းမှာလည်းနောက်တန်းအစွန်နေရာတွေကချဲဆီတိုက်စစ်ကိုမထိန်ချုံနိုင်ခဲ့ပါဘူး ဘတ်တစ်ဘက်ကအဇာဇူအိုလီကအချက်စီကို၉မိနစ်မှာအဖွင့်ကိုစတင်သွင်းနိုင်ခဲ့တာဖြစ်ပြီးပထမပိုင်းတကူကိုမရှိပြန်အချက်စီတင်းကရှုံးနေနေပါတယ်။မာရစ်ကာကသူ့ဆရာကိုပထမပိုင်းမှာရှော့တွက်ခဲ့တယ်။တစ်ဖက်မှာလည်းအန်တိုနီကိုထိမ့်မှုအကူကူရလာကို Invertek ဝင်မကစားခိုင်းပါဘူး။ပြိုင်ဘက်ကတကိုးရထားပြီးစံတကိုးရထားပြီးချိန်ခန့်စစ်ကိုပဲအာယုံဆိုင်နေတာမြင်နေရတာကစိုးရင်စရာပါဂတ်စတိုကသူ့ဘက်ချမ်းကိုလုံးဝမထိနိုင်ပဲမကြကနနေရာလွတ်တွေပေးနေရတာတိတ်တော့အဆင်မပြေပါဘူး ဒီလိုပွဲမျိုး James ကိုပွဲထုတ်ပြီးကစားမယ့်အပိုင်းမှာ Maris က short တွက်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ Chelsea နီးပြ Maris ကဘတ်တစ်အသင်းတိုက်စစ်ကိုမထိန်နိုင်တဲ့ Gusto ကိုထုတ်ပြီးအသင်းကောင်းဆောင် Reece James ကိုလူစားဝင်ကစားစေတဲ့အပြောင်းလဲပြုလုပ်ခဲ့ပါတယ် Reece James ကတော့ Reece James ပါပဲဗျာ Gusto ကြောင့်ပထမပိုင်းတစ်ပိုင်းလုံးဘတ်တစ်တို့လှုပ်ချင်အောင်လှုပ်ပြီးဖောက်တိုင်းပေါက်နေတဲ့ညာချမ်းမှာဒုတိယပိုင်းသူဝင်လာတော့မှလုံးဝငြိမ့်သက်သွားတယ်လို့အသင်းရဲ့ကစားပုံကလည်းအခြေဆက်မိလာခဲ့ပြီးကျွန်တော်တို့မြင်ချင်နေတဲ့အတိုင်းမြင်နေကြအတိုင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်လာခဲ့ပါတယ် ရစ်ချိန်ဝင်လာပြီးတဲ့နောက်မှာတော့ဘတ်တစ်အသင်းကလှုပ်ချင်တယ်လို့လုံနေခဲ့တဲ့ညာတောင်မန်ကတည်ငင်ခဲ့ပြီးချက်စီတင်းကစိတ်ချလက်ဆတိုက်စစ်ပြန်ဆင်နိုင်ခဲ့ပြီးဖြစ်ပြီးတော့အဲ့ဒီအခြေအနေကိုပြောင်းလဲပေးခဲ့တာကကိုပါမှာပါဒီချာတိတ်လေးကအတိုက်ရွယ်နဲ့မလိုက်အောင်သူ့ခြေစွမ်းကမက်ဂျစ်ဆန်ပါတယ်အသင်းပေါ်မာတူကီကိုပေးလို့ရလိုက်ပေးလိုက်လို့ရတဲ့အနေထားမှာသူ့ဘက်ကမပေးဖို့ပဲဆုံးဖြတ်လိုက်ပြီးဘတ်တစ်ကစားသမားတွေတားဆီးတဲ့အနေထားကပဲဂိုးအေရီယာတွေကိုမှတင်ပေးဖို့တန်ထိတ်ထန်ချခဲ့ပါတယ် ကိုပါမရဲ့ပေးပို့မှုကနေအန်စုကချေပါကိုကိုပွဲကျင်65မိနစ်မှာစတင်သွင်းနိုင်ခဲ့ပါတယ်။ချေပါကိုသွင်းယူသွားတဲ့အန်စုဖာနန်ဒက်စ်ကိုမော်တီပေးတဲ့အနေနဲ့ရစ်ဂျိန်းပါတစ်ချက်ရိုက်ခံခဲ့သေးတဲ့အထိခေါင်းဆောင်ပီတာခဲ့တာပါ။ပြောရမယ်ဆိုရင်ရစ်ဂျိန်းကတော့သူသာဒဏ်ရာကင်းစင်နေညချမ်းမှာစိတ်ပူစရာမလိုသလိုဘယ်သူ့ကိုမှကြောက်စရာမလိုတဲ့အထိကိုစိတ်ချသူဖြစ်ပါတယ်။ဒီနောက်မှာတော့ကိုပါမရဲ့ပေးပုံမှုကနေဂျက်ဆန်ကအနိုင်ကိုကိုမိနစ်80မှာသွင်းယူခဲ့ပါတယ် အန်ဇို9ရောဂျက်ဆင်ရဲ့9ရောနှစ်ကိုစလုံးမှာကိုပါမရဲ့ကျိုးစာအထုတ်မှုကအချီးကျူးတင်တာထပ်ပေါ်ပါတယ်။နှစ်ချိန်စလုံးမာတူကီကိုမပေးဘဲကိုဖန်နီးဖို့ပဲသူစဉ်းစားခဲ့တာပါ။တတကယ်လဲအလုတ်ဖြစ်ခဲ့ပြီးတော့အန်ဇိုရဲ့အခြေပါကိုဂျက်ဆင်ရဲ့ဥဆောင်ကိုရလာခဲ့ပါတယ်။အကယ်၍များမာတူကီကိုပေးခဲ့မယ်ဆိုရင်ကိုမဖြစ်လာနိုင်ပါဘူး။မာတူကီဝေးဝိုက်နေရတဲ့ပဲဘတ်တစ်ကခန်းစစ်ကိုနေရာလုံးမရှိအောင်ခန်းစစ်ပြင်လိုက်မှာပါ။အခုတော့ပါမရဲ့အကွက်မြင်ပြင်ပေးပို့မှုတွေကအသိဉာဏ်နိုင်ပွဲရစေမယ့်လမ်းကြောင်းတစ်ခုဖြစ်လာစေပါတယ်။ အားလုံးကတခြားသောကစားသမားတွေကိုချီးကျူးနေပေမဲ့ကိုပါမကိုတော့ချီးကျူးဖို့မေ့နေတယ်ထင်ပါတယ်။ဒီနောက်83မိနစ်မှာစန်ချိုကဒုတိယအနိုင်ကိုနဲ့ကိုင်းစီတို့က90အပေါင်း10မိနစ်မှာတတိယအနိုင်ကိုကိုသွင်းယူခဲ့ပြီးဘက်တစ်အသင်းကို၄ကိုတကိုခံပတ်နဲ့အနိုင်ရရှိက Conference League ချန်ပီယံဖြစ်ခဲ့ပြီးဆုပလာကိုဆုခုနိုင်ခဲ့ပါတယ်။ Rich Jin ကအသင်းနဲ့ဒူဆုပလာရဲ့အချိန်ချင်းဆုခုခဲ့ပူပေမဲ့ဒီချိန်မှာတော့အသင်းကောင်းဆောင်တယောက်အနေနဲ့ဆုခုနိုင်ခဲ့တာဖြစ်ပြီးဒီတော်တော်သူကိုဂုံပြူပေးချရမှာပါ။ အခုလော conference လေးစုဖလားကိုရရှိခဲ့တဲ့အတွက်အခြေစစ်တင်းက UEFA ရဲ့ဥရောပဖလား၅မျိုးစလုံးကိုရယူပိုင်ဆိုင်နိုင်တဲ့ပထမဆုံးအသင်းဖြစ်လာပြီးဥရောပဖလားများရဲ့အရှင်သခင်လို့ခေါ်ဆိုချီးကျူးမှုနဲ့ထိုက်တန်ခဲ့ပါတယ်။ခြေစစ်တင်းစုခုနိုင်ခဲ့တဲ့ဥရောပဖလား၅မျိုးကတော့ UEFA Cup Winner Cup, UEFA Champion League, UEFA Europa League, UEFA Super Cup, UEFA Conference League တို့ပဲဖြစ်ကြပါတယ်။ Congratulations မှာခြေစစ်တင်းရေး ပရီးမီးယားလိမှာ Top 4ဝင်က Conference League Plus ဆုတ်ခွာခဲ့ပြီးတဲ့နောက် Chelsea ကတော့2024-25ရာသီကိုကန့်လက်ကပိတ်သိမ်းလိုက်ပါပြီ။ဒါက Chelsea ရဲ့အနာဂတ်အတွက်အထိပ္ပယ်အများကြီးရှိပါတယ်။အခုရာသီက Topoli တို့ Clear Lake ပိုင်ရှင်တွေလက်အောက်အောင်မြင်ဆုံးရာသီနဲ့ပထမဆုံးစုပလာကင်မြောင်းနိုင်တဲ့ရာသီဖြစ်တာနဲ့ညီအသင်းရဲ့စိတ်တက်ပိုင်းကိုတည်တည်တသာတိုးတက်စေပါလိမ့်မယ်။အထူးသဖြင့်ကစားသမားတွေယုံကြည်ချက်မြန်မာလာမှာပါ။တရာသီလုံးအသက်28နှစ်ကျော်တဲ့ကစားသမားလုံးဝအသုံးမပြုခဲ့တဲ့ Chelsea မှာ လူငယ်ရင်းနဲ့ကြီးပြည့်နေနေတယ်ဖြစ်ပြီးတော့သူတို့အတွက်လိုအပ်ချက်ကအစုဖလားရောက်ပြီးတဲ့အရာသာပါပဲအခုဆိုရင်ချန်ပီယံဖြစ်ရတဲ့ခန်းစားချက်ကိုသူတို့ကိုယ်တိုင်သိရှိသွားပြီးရနောက်နောက်ထပ်စုဖလားတွေစလောင်နေကြမှာပါအဲ့ဒီအတွက်ပေးဆက်အားထုတ်မှုတွေစူးစမ်းတိုက်ပွဲဝင်မှုတွေနဲ့ဆက်လက်မြင့်တွေ့ရမယ့်အထိတ်ပဲပါဆယ်စီကတော့ကိုပါမအန်ဆိုဖာနန်ဒတ်တို့လိုအသင်းအကောင်းဆုံးကစားသမားတွေကိုဆက်ထိန်နိုင်ဖို့လက်ကူသွားပါပြီ။နောက်ထပ်ကမ္ဘာအဆင့်ကစားသမားတွေကိုခေါ်ယူနိုင်မှုလည်းဗန်နာယီတောင်တင်းမှုနဲ့ဆွဲဆောင်နိုင်စွာမြင့်တက်သွားပါပြီ။ဒါကြောင့်မို့ဆယ်စီပြည်သက်တွေက နှွေပြောင်းရွှေ့ကာလမှာဘသူတွေထက်ရောက်လာမလဲရင်ခုန်စွာစောင့်မျှော်ကြသလိုကဘာရဲ့ကဘာကလပ်ဖလားချန်ပီယံလိဖလားကြိရှုအားပေးအောင်မဲ့အရေးကြောင့်ပီတိတောမနတာတွေတဖွာဖွာပေါ်နေကြမှာပါလက်ရှိအချိန်ကာလကပြီးခဲ့တဲ့သုံးနှစ်တွင်ချက်စီဖန်နေဖို့မင်္ဂလာရှိဆုံးနေ့တွေပါပဲတကယ်လို့မိတ်ဆွေကကဘာမှာရှိသမျှစုဖလားအားလုံးကိုတန်နေရာထဲမှာမြင်မှုချင်းလှုပ်ရှားတခုလည်းရှိပါတယ်ဒါကတော့ Stanford Bridge ဖလားပြကန်နဲ့သွားကြည့်ဖို့ပါချက်စီကမင်းညာက က Real Betis ကို Conference League ဘောလုံးပွဲမှာ၄ဂိုးတခုနဲ့အနိုင်ရရှိ Vienna ဘောလုံးသမိုင်းတစ်လျှောက်ဖလားဆောင်ဆုတ်ခူးခဲ့တဲ့ ပထမဆုံးအသင်းဖြစ်မှတ်တမ်းဝင်သွားပါတယ်။အပြာရောင်ကလပ်က Premier League 6ဂျိန်း FA ဖလား7ဂျိန်း League ဖလား9ဂျိန်းစသဖြင့်ပြည်တွင်းဖလားအားလုံးသိမ်းပိုက်နိုင်ခဲ့တယ်လို့ Europa အဆင့်အောင်မြင်မှုမှာလည်း Champions 2ဂျိန်း Europa League 2ဂျိန်း UEFA ရှုံးထွက်ချန်ပီယံများဖလား2ဂျိန်း Super Bowl 2ဂျိန်း Conference League 2ဂျိန်းစသဖြင့်ရနိုင်သမျှဖလားအလုံးကင်မြောက်ခဲ့တာပါ တပန်ကဘာကလပ်ဖလားကိုလည်းတကြိမ်ရရှိခဲ့ဘူးပါတယ်ဒါကြောင့်မို့အချက်စီကို27ရာစုအတွင်းအင်္ဂလိပ်ကလပ်တွေတဲ့အအောင်မြင်ဆုံးအသင်းဖြစ်အများကသဘောတူလက်ခံထားတာပါချယ်ဆီက1990နှောင်းပိုင်းမှာအစုဖလားတွေခက်ဆိတ်ဆိတ်စတင်ခေါ်လာနိုင်ပြီးရိုမန်လက်ထက်2004-2005ကနေ2021-22အတွင်းတကိုးထွားဆုံးအချိန်မှာပဲလက်ရှိ Clear Lake Area မှာတော့ပြီးခဲ့တဲ့200ရာသီဆက်ချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်ခဲ့ရပြီးစုဖလားအောင်မြင်မှုလုံးဝမရှိခဲ့ရ2024-25ရာသီကတော့ UCL ဝင်ခွင့် UCL ချန်ပီယံစုတွေနဲ့မျက်နှာပွင့်ခဲ့ရပါတယ်။ဒါကတော့ပိုလီတို့ပိုင်ရှင်သစ်တွေဥဆောင်မှုလမ်းကြောင်းမှန်ပေါ်စောင့်နေပြီဆိုတဲ့အတိတ်ပဲပါပဲ။ပြီးခဲ့တဲ့တရားသီလုံအသက်28နှစ်ကျော်နေတဲ့ကစားသမားတယောက်မှအတုံးမပြုတ်ခဲ့တဲ့အချိန်စီးအနာဂတ်ကနောင်လာမဲ့6-6နှစ်လောက်အထိစိတ်လှုပ်ရှားအောင်ဖို့ကောင်းအောင်ပဲထင်ပါတယ်ပရိသတ်ကြီး။အခုလိုမျိုးနိုင်ငံကာပေါ်လုံးတဲ့အားလုံးကိုတနင်္လာနေ့မှာ ဆောဆောင်လေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာစပေါ့မီဒီယာ Page ကနေ၄၀ Follow တွင်ကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါရဲ့နော် Follow ချက်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်